ရှမ်းပြည်မြောက်ပိုင်းနမ်ဆန်မြို့နယ်တဲကဒီအရန်ကိုစိတ်မကောင်းစရာပေါ့လေစိတ်မကောင်းစရာတည်င်းတပုံနဲ့ကျွန်မဆက်ချင်ပါတယ်ဒီနေ့အော်တိုဘာလ14ရက်နေ့မနက်9:00နာရီခွဲလောက်မှာတအန်းတက် DNL ရထိမ့်ချုပ်ထားတဲ့နမ်ဆန်မြို့နယ်အုံစွမ်းမြော်ကိုဒီစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာဆိုလို့ရှိရင်အရက်သားတွေကိုတိုက်ရိုက်ပစ်မှတ်ထားခဲ့တာထင်ရှားပါတယ်ပုံလေးလုံးကျဲချခဲ့လို့ ရှစ်တန်းချောင်းသူအသက်16နှစ်အရွယ်လွေးတင်းတင်းနွယ်ဟာနောက်ကျောဘုံစားထိမှန်ပြီးတော့အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။သူ့ရဲ့ညီမဖြစ်သူငါရန်ချောင်းသူအသက်15နှစ်အရွယ်လွေးမေတင်းနွယ်ကတော့အပြင်းထန်ဒဏ်ရာတွေနဲ့ဆေးကုသနေရတော့မှဒါအပြင်အိမ်လေးလုံးလည်းထိမှန်ပျက်စီးခဲ့ပြီးတော့အိမ်မွေးတိရိစ္ဆာန်တွေပါဆုံးရှုံးခဲ့ရပါတယ်။စစ်ကော်မရှင်တက်ဟာဆိုလို့ရှိရင်ချောင်းတွေကိုပါပြစ်မှတ်ထားနေတာကိုမင်းရဖြစ်ရက်ကလည်းတက်တေပြနေပါတယ်။ တိုဘာလ23ရက်နေ့မနေ့တုန်းကဆိုလို့ရှင်လေဒီနမ်ဆန်မျိုးနယ်တဲကကရာကြီးရွာစာတင်ကျောင်းကိုတိုက်ခိုက်ခဲ့တဲ့အတူအသက်16နှစ်အရွယ်ကျောင်းသားတယောက်ဒဏ်ရာရခဲ့ပြီးတော့ကျောင်းဆောင်နှစ်ဆောင်ပျက်စီးခဲ့ရပါတယ်စစ်ကော်မရှင်တပ်ရဲ့နေစဉ်ရက်ဆက် တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ကလေးငယ်တွေရဲ့အသက်အိုးအိမ်လုံခြုံမှုဟာအချိန်တိုင်းချိန်ချောက်ခံနေရတာဖြစ်ပါတယ်